ကျွန်တော်တို့က true ကြားကြားနေတယ်တင်ဆက်နေတာဖြစ်တော့ဒီဘလော့ကလည်း true ကြားမှာတွေ့ကြရတယ်မပြောပြအောင်မရှင်းပြအောင်ဆိုလို့ရှိလို့ချင်းဒါကြီးကကျွန်တော်တို့ဂျင်းလို့ထင်နေဦးမယ်ကျွန်တော်ကတည်တည်ချာချာတော့အဆုံးထိလိုက်ပြီဆိုင်မျက်လုံးနဲ့နဲ့ဖွင့်လာလားမျက်လုံးနဲ့နဲ့ဖွင့်လာလားကြောက်ပြီကြောက်ပြီတကယ်ရောဒီလောက်တော့ FB channel က ကျူဆိုပါရယ်ဗျာကဲကျွန်တော်တို့ညောင်ချွေရနေပြီးရောမှာထမှန်ကျူဆိုလိုက်ပါရယ်ကျွန်တော်ညောင်ချွေရောက်တုန်းမှာလဲစရာကောင်းတဲ့နေရာလေးနောက်တစ်ခုနဲ့ကျွန်တော်တို့ဒီနေ့ထူးထူးခြားခြားပြန်ကျွန်တော်မိတ်ဆက်ပြီဒီနေရာကလေအင်းလေးကိုပဲလာလဲလဲတောင်ကြီးကပဲဆင်းလာဆင်းလာကလောကပဲလာလာရန်ကုန်ကပဲတခုတခါကြီးပဲလာလာဒီနေရာကိုဘာလို့အောင်လဲသိလားလာဟိုလာမလာဟိုလာတဲ့လေလာဟိုလာကြည့်တဲ့နေလို့ပြောရပါအရာကကျွန်တော်တဘာဝအင်းနဲ့ အနီးကဆိုအခုသွားပြီးတော့မှခံစားကြည့်ရအောင်ကျွန်တော်တို့အခုရောက်နေတာညောင်ရွှေမှာရှိတဲ့ Red Mountain Estate ရဲ့ခြံရဲကိုကျွန်တော်ရောက်။ဟေ့မြန်မာလိုပြောလိုက်စမ်း။နေစမ်းပါဦးငါဒီနေ့ငောက်ကောင်အောင်ကြည့်မိရဖြစ်ဘောင်းမီရှိနေတယ်။စပစ်ခြံရဲအကြည့်ပဲ။ဒီအချက်အကျဲကြီးတော့စပစ်ပြီးလေးပဲစိုက်ထားတာပေါ့နော်။ပြီးတော့လို့ရှိရင်ဒီဘက်ပါရှိုးလိုက်။တွေ့လား။တွေ့လား။ ။ဟဲ့လားတွေ့လားရှေ့ဟုတ်လား။ဩဒုက္ခပဲ။တော့ तू ကဒီမှာပဲစပြစ်ချင်ရစပြစ်သီးရစိုက်တယ်။စပြစ်သီးမစိုက်လို့ဘာစိုက်ရမလဲ။တော့ဘူးကြီးတွေစိုက်တယ်။ဆိုတော့ तू က premium wine ညာ premium wine ဒီမှာပဲဒီဝိုင်းအောင်ထုတ်တယ်။ပြီးဒီမှာပဲသူတို့ bottling clean ရထည့်ပြီးမြန်မာပြည်နဲ့အောင်ဖြစ်လာ။ဆိုတော့ premium wine premium မင်္ဂလာပါကျွန်တော်ကတော့ Red Mountain က winemaker winemaker တော့မှာပထမဆုံးမြန်မာနိုင်ငံကမြို့သမီးပေါ့နော် winemaker နော်နော်အေးပါ ရမ်မောင်တင်ရဲ့ဟိုနာမည်တော့အကုန်လုံးကြာပူးမြင့်တယ်ရမ်မောင်တင်ကလေအကောင်းဆုံးစပြစ်ကိုတုံးပြီးမှအကောင်းဆုံးဝိုင်ကိုပဲထုတ်လုပ်ထားတဲ့နေရာဖြစ်တာပေါ့နော်အဲကြောင့်မို့ဆက်ဆောက်ဝင်လာကလေးကငါမောင်တို့ငါရဲ့အကူတို့မြင်မြင့်တယ်နော်ဝင်လာကလေးကိုကဟိုစပေါ့ဘယ်လိုထိန်းသိမ်းထားတယ်ဘယ်လိုဖောက်လုပ်ထားတယ်ဖောက်လုပ်တဲ့အချိန်ကငါငါမောင်တို့ငါကိုတို့မမြင်လိုက်ပါဘူးဒါပေမဲ့ဘယ်လိုထိန်းသိမ်းထားပြီးဝင်လိုက်တဲ့သူ့ရဲ့ environment ပေါ့ပတ်ဝန်းကျင်ရဲ့အနက်အတက်လေးကိုကြည့်ကြည့်လိုက်ရင်အကူတို့အဆင်ပြေမြင့်တယ်နော်အမဒါက ားခန်းလဲဒါကျွန်တော်တို့ရဲ့ဟိုဟာပေါ့နော်ဝိုင်ကိုချိန်ပါတော့ချိန်တိန်ထားပို့ထားတဲ့အခါအေးလုံးပူလုံးလုံးမဖြစ်ရအခုဆိုကျွန်တော်တို့က73နဲ့79ကြားဒီနေအောင်တော့ကျွန်တော်တို့က75ထဲမှာအဓိကထားတာပေါ့နော်ဒါတော့ဝိုင်ကလေးကဒီချက်စနစ်တကျအောင်ထားထားထားတာပါအဲဆိုမို့မမြင်ခင်နော်ပြပေးချင်တာโอเคရလာပါအော်ခါလီကအဲ့လိုပဲအရင်ပြချင်လို့ဝိုင်ကြီးဘာနဲ့တူလဲလူတယောက်နဲ့တူတယ်ကိုကောင်းကောင်း train ပြီးရင်အကောင်းဆုံးဝိုင် တဲ့ဆိုတော့တေချာတဲ့ temperature အပူမှာအပူချိန်ငါတို့ထိမ့်သိမ်းထားတဲ့အပူချိန်ပြီးတတ်မှတ်ထားတဲ့အပူချိန်ရှိမလားတဆိုင်မမတ်အပူချိန်ကဥမာပေါ့နော်တနည်းရတဲ့တဆိုင်မမတ်ညင်ညင်လေးဆိုကိုထိမ့်သိမ်းထားတဲ့ဒါသမီးကိုမတင်းလွန်းမလျှော့လွန်းတဲ့အနေထားမှာမူတည်တယ်ဆိုတော့လောကလောကတော့ဘာလို့တွေ့လဲဆိုတော့ဝိုင်းကိုရိုက်တယ်ပြီးပါမြစ်တာမှာတွေ့ရ Yes that's it เนาะဝိုင်းเจ้าကကျွန်တော်တို့ကြီးကျယ်ခမ်းနားလွန်းလို့ကျွန်တော်တို့မပြောတော့ ကျွန်တော်လုံးဝမပြောတော့စားတော့ရှိတဲ့ restaurant ပဲကျွန်တော်တို့သွားတော့တို့ဒီလိုရောက်လာအချက်လေးနှစ်ချက်ပဲရှိတယ်ပဲအဲ့ဒါကဟဲ့ပါလေနာဘိုင်းဘိုင်းချစ်တင်လို့လည်းပြောတာအခုလေးပဲပြောရဲလားတကယ်အချက်နှစ်ချက်နဲ့ကျွန်တော်တို့ဒီလိုရောက်လာပထမတစ်ချက်ကကျွန်တော်တို့နေစဉ်ဘဝထဲမှာတကယ်ကိုမွန်းကျက်နေတဲ့လူတွေတို့ကတကယ်ကိုသဘာဝနဲ့ထိတွေ့ဖို့ဒီနေရာကိုလာခဲ့တာနောက်ဒုတိယတစ်ချက်ကဘာလဲဆိုတော့အဲ့သဘာဝတရားကြီးကဘာပိုင်ပုံပြည့်စုံအောင်မသိလားအစားအသောက်ကောင်းကောင်းပါရင် ပိုပြည့်စုံသွားမှာကျွန်တော်တို့ရဲ့ Red Mountain Restaurant မှာဆိုလို့ရှိရင်တန်ရှင်းလက်ဆက်တဲ့အသီးနှံတွေအသားတွေနဲ့ကျွန်တော်တို့ Western Asia Tradition နဲ့ Chinese Style ကိုအရသာရှိအောင်ကျွန်တော်တို့ချက်ပြုတ်ပြင်ဆင်ထားပါတယ်။နောက်တစ်ခုကအကြီးအကဲအချက်ကတော့ကျွန်တော်တို့ရဲ့ Red Mountain ကထုတ်တဲ့ Wine တွေကကျွန်တော်တို့ရဲ့ Restaurant မှာရှိတဲ့ Menu တွေကအစားအသောက်တင်တဲ့ Live Menu လို့လည်းစီစဉ်ထားပါတယ်။အဲ့ဒီအတွက်လည်းကျွန်တော်တို့ရှိလို့လာပြီးတော့အပေးပါလို့ဖိတ်ပါပါ ဒီဆိုင်မှာဒီလိုမျိုးဒီနေရာမှာမထိုင်နေပဲဒီကကောင်းတယ်မရှိသေးဘူးကျွန်တော်အစားတော့ဘလောက်ကောင်းလဲမကောင်းလဲဆိုတော့ကျွန်တော်မသိသေးဘူးဒါပေမဲ့ look at this amazing view လမ်းထွက်နေရပဲဗျာကျွန်တော်ဒီနေ့စားစရာတွေကတော့ခုနအကိုကျွန်တော် recommend ပေးရတာပဲစားဘာကြောင့်လဲဆိုတော့ wine နဲ့ပို့ပြီး live ဖတ်သွားအောင်ကျွန်တော်ရှာရှာရှည်ရှည်နဲ့ကျွန်တော်မစားတော့ဘူးဟဲ့ဝါမင်းတို့ဟာတွေကငါမင်းတို့ကြည့်နေတာမဟုတ်ဘူးကွာအစားတော့တွေကြည့်နေတာ ဟာဒုက္ခပဲအဲ့ဆိုကျွန်တော်ဘယ်လိုလုပ်ရရမှာလဲတော်တော်ပြေရှည်ရက်ကောင်လူမာဒီ view ကြီးနဲ့ပဲဒီနေထိုင်နဲ့စားကောင်းတော့ပွဲတို့လေအမှန်တည်းပြောကျွန်တော်မိမနဲ့ထိုင်ဘူးလို့ဆိုဟိုမှာကျအဲ့လူတွေတိုက်တယ်ရတယ်ဆက်ငါမရိုက်တော့ဟောအဲ့လိုတော့မဟုတ်ပါဘူးလေစကားပြောပြတော့မလာပါဘူးဒီနေ့ကကျွန်တော်တို့ true special ကိုကန်ကောင်းနေနေပဲပဲကျွန်တော်ဟို master chef ကအုပ်ချက်ကြီးရယ်လေအစားမီနူးတွေအစားတောက်တွေကျွန်တော်စားတော့မှာပဲမျိုးလေကျွန်တော်ပုံစံကြီးကျွန်ညာနဲ့တူတုံးဆောင်ပါပဲအဲ့ဒါကြီးလည်းတူပဲ တော့ဘာပဲစားလိုက်ပါတော့မရှုပ်တယ်ကျော်ဒါအလှတရားလေးဖြည့်စီလိုက်တော့ဖြည့်စီလိုက်တော့ဖြည့်စီလိုက်တော့မမျောလိုက်တော့တက်နိုင်တော့โอเคအဲကျွန်တော်တွေ့ဒီမှာဒါပရမအောင်ဆုံးစားရမယ်ပရမအောင်ဆုံးစားရမယ်တလို့ဗျာအဲ့ဒါငါတို့စားအောင်ပါစိုင်းတယောက်ကရံကုန်ရောက်လို့ရှင်တော့ရှာကျင့်နေပြတ်တော့တန်တယ်ဆိုတဲ့ဟာကိုပြောကြတယ်အခုကျွန်တော်တို့စားနေတဲ့ຢာရဲ့အားလုံးကလေ ပေါ်ပပမဟုတ်တော့အရာလားလောကတိတိမိမိရှိနေတဲ့အရာမျိုးကျွန်တော်တို့ဘယ်လိုစားရမလဲဆိုတော့သုံးသောင်းအောက်ကလေးနဲ့စားရမှာစကဲကြီးတကယ်ကြီးပေါ်ကသုံးသောင်းအောက်လေးနဲ့စားရမှာအဲ့လိုပါဒါသာကဝိုင်ရီတကွတော့ကဲဒါတော့ကျွန်တော်တို့ today special beef steak ကိုကျွန်တော် brown sauce နဲ့နော် brown sauce နဲ့စားမှာ ဟွန်းအမဲသားထန်တဲ့တေချာဖြစ်တာဟိုတော့ကျွန်တော် local ပဲသုံးတာ local ပဲ vegetable ဆိုလည်းလက်လက်ဆက်ဆက်နဲ့ပေါ်တာဆိုတော့ဒီဆိုင်မှာကျွန်တော်တို့သုံးတဲ့ vegetable တွေကျွန်တော်အကုန်က local ပဲ local ကကျွန်တော်တို့တချို့ဆို organic တွေတောင်ပါအဲ့လိုဟာရင်လည်းဖန်တီးရတဲ့ဟင်းပွဲခုနဆိုင်ကြီးနဲ့ပြောသွားပါကျွန်တော်အကုန်3000အောက်တည်ပြီပဲ dine with the view ဆိုတာဒါကိုခေါ်တာဗျ။ Okay ဒါကပါလီနဲ့လည်းဆိုင်ကြာဘက်ဟိုကြာဘက်လေးကြာဘက်နဲ့အဲ့ဒါကိုစားကြည့်တာတော့အခုကျွန်တော်စားလိုက်တဲ့ဟာကချမ်းတမင်ကျော်ပေါ့ကျော်ပြီးသွားလို့ရှိလို့ရှိရင်15မိနစ်လောက်ဒီထဲမှာပြန်ပေါင်းသေးတယ် ဘယ်ထဲမှာပေါင်းလားဒီဖတ်ဖတ်ထဲမှာပြန်ပေါင်းသေးတယ်ဘာဖတ်လဲဒီကြပဲဟုတ်စာမွေးစံနေရအဲ့အဲ့ထဲမှာပြန်ပေါင်းသေးတယ်ရပြီလားပြန်ပေါင်းသေးတယ်ပြီးတော့ရအဲ့ထဲမှာဘာလဲဆိုဂျူးမြစ်ဂျူးမြစ်လေးတွေပါတော့စားရတာသိရပါကျုပ်ညို့ကျုပ်ညို့အဲဝါလိုက်တဲ့ကဂျူးမြေကိုဝါလိုက်တဲ့အဲကျုပ်ညို့ကျန်တော့ဟောအဲ့တန်ထွက်တာလေကျော်နေနေလေးဒါလေးတောက်တာအဲ့တန်လေးတွေတော့တွက်တယ်ဘာလို့ဆိုလို့ကျင်တာလဲဆိုတော့သူကြီးကအစားတောက်တယ်အကုန်လုံးကဒီ ဝိုင်းနဲ့လိုက်နေတဲ့ပြဿနာပြောပါလဲတော့ဒါလေးရယ်မိန်းကလေးတို့ကြိုက်ပဲပေါ်တာဆက်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 နည်းဆက်ကလေးနည်းနည်းလေးပါကျွန်တော်တို့အစီအရင်ခံနေစဉ်အတွဲမှာပဲရာသီဥတုကြီးကကျွန်တော်တို့မျက်နှာသာမပေးဘူး။အမှန်တော့ဒီနေရာကြီးကစမ်းဆက်ရေးလဲကြည့်လို့ကောင်းလား။စမ်းရွေးချက်စရာနှစ်ခုပဲမှာ။မာကြီးလေ။အာမိုးရွာထဲမှာဒီတိုင်းပဲရဲလိုမျိုးစားကြတာ။ဆောင်းမဟုတ်ဆိုလို့ရှိရင်ဟိုဘက်တန့်နောက်ထဲပြောင်းနေလား။ နှစ်နေရာတော့စားရမယ်နေမကောင်းပြောပါမယ်ပြောရတယ်ကတော့မိုးကဖြတ်သွားတယ်ဗျာလုံးဝနေရအဖိုင်ဒါပေမဲ့စိတ်မပူနဲ့အောင်အဲ့လိုမျိုးဖိုင်နဲ့နောက်တဲ့နေရာရှိသေးတယ်ကျွန်တော်အဲ့ဒီကိုသွားထိုင်နေဦးဗျာကျွန်တော်တို့ပုံစံမျိုးကြီးဟောဟောငါအဲ့ဒါကြောင့်မလို့နင်းကစောနာတဲ့ကပြောနေတာတခုတော့လိုးနေအေးနေတော့ကျွန်တော်ပုံစံနဲ့ပြန်လာခဲ့ပါခဏစားဦးဗျာအခုပါပဲဗျာလူမယ်နေရာမယ်ရောက်တော့အေးဘယ်လိုအဲ့အကြောင်းလူပြောပြရတယ်ဗျာဘောလုံးသွားကြမလို့လားအားကစားပေါင်းပြီလို့ရနေတယ် ကိုစားရဆိုင်တော့ကိုအားနာမင်းတို့ရဲ့ပြဿနာလူများတွေပြောမှဆိုလို့ပုတ်ကိုပြောလိုက်ပြီနော်စမပြောကြအဲ့တော့ဒီနေရာကအဘိုးကလေးနဲ့ AC ထိုင်နေတယ်ဆိုလို့ရှိရောနှိုးအောက်မှာဖိုင်နေနေရရှိတယ်ဒီနေရာကကျွန်တော်တို့ဒီစပစ်ခင်းရဲ့ဘေးလေးမှာထိုင်ရမှာပြီးတော့ရှိရအဲ့ဒီနေရာလေးကတောင်တန်းတွေကိုလောကရင်သက်ရှုမောစွာပဲခံစားပြီးတော့စားတော့မယ်နေရာဒီနေရာလေးဆိုတော့

ဝိုင်းနေလေဘလောက်တောင်လိုက်မလဲဆိုတော့ခင်ဗျာစဉ်းတော်စဉ်းစားနေမှာပေါ့တကယ်စဉ်းတော်စဉ်းစားနေမှာပေါ့ဝိုင်းနေဝိုင်းနေလိုက်ကြည့်ရတော့တို့ကျွန်တော်ကြိုးနေကြတယ်စွတ်စီပဲရွေးချယ်ရတော့ special အများကြီးရှိရယ်အပီတိုက်စမ်းနေပြီးတော့မှ main dish ရှိလောကစိတ်ချရွေးလို့ရအဲ့ဒီဆရာမကျွန်တော်ဒီနေ့ရွေးရတာတို့ပြန်ပြီးတော့မှ creek ပြန်လို့ထားတယ်ချက်စီထင်းနေဆိုရအောင်နော်ရွေးရတယ် ီတက်ဖီထမင်းကကျွန်တော်တို့အတွက်တော့အဲ new flavor ဖြစ်လိမ့်မယ်။အစီအစဉ်လေးပဲ။ခုမှကျွန်တော်တို့မြေပဲပါတယ်ကျွန်တော်တွေ့ရ POC လိုဟာပါတယ်။ပြီးရင်စပစ်သီးကျောက်ပါတယ်။ကြက်သွန်ကျော်လေးနဲ့ချမ်းနဲ့မွှေးမွှေးလေးနဲ့ကျက်စီနဲ့တို့လှုပ်ထားပါလိမ့်မယ်။အဲ့လိုထမင်းနဲ့ပြန်ပြီးတော့မှနေတာစီရွှေရွှေကြီးမဟုတ်ဘူးဗျာ။သူက dry နေနေဖြစ်တယ်။အဲ့လိုမျိုးတက်စီထမင်းအရလာအိပ်ဘက်သွားတယ်။ဘာလဲဆိုဘယ်ဟာလေးပဲဆာ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 ဝိုင်နဲ့အနီနဲ့ပဲလိုက်မလား။ အဖြူနဲ့ပဲလိုက်မလား तू ကတေးချာချာလေးကိုစနစ်တကျစီမံထားတဲ့ပုံစံမျိုးလုပ်ထားပေးတာဟိုမတော့ကြောဟိုဘူးပြီးကြော်လေးတခုပဲယူပေးတော့ရင်းရယ်ပဲဟောပါဗျာဆာငါလည်းမမီဘူးဘူးပြီးတော့ခင်ဗျာမမီဘူးဒီကနေဟိုဝိုင်းတော့လေငါမမီပြစ်တာဟဲ့အဲ့ဟုတ်တယ်ဒီမဲ့ဘူးပြီးလားရောဘူးကြံနေဘာယူဘာကြံသွားပြန် special package ရှိရနော်အော် ဆိုရဘက်ကကြီးအေးအဒေချာလေးရှင်းပြမှရမယ်လားအဲ့ဘက်ကအဲ့တော့ဒေချာစားလာဘာဘာပြောချင်တာလဲဆိုတော့အဲ့ဘက်ကကအမျိုးသားတို့ကြီးတို့အမျိုးသားတို့ကြီးတို့လုံးဝရိုမန်တစ်ဆန်ဆန်တဲ့ပြောလုံးဝချူတူလေးရောကိုယ့်ရဲ့ကိုယ့်ရဲ့အမျိုးသမီးလေးရကြည့်ပါကိုကိုရဲ့အမျိုးသမီးလေးရောအမျိုးအမျိုးသမီးလေးရဘာ surprise ပေါ့ surprise ပေါ့အသိလေးပဲကောလုံးဝဘဝမှာ surprise တစ်ခုဖြစ်သွားပဲအဲ့အမျိုးသမီးရကြည့်ပါ ဘောမှာပြောစရာလေးတခုဩငါရောက်ကြငါ့ကိုအရန်ချက်ပါလားဒီလိုမျိုးလေးဖန်တီးပေးပါလားဆိုတော့ surprise လေးတခုရှိတယ်အဲ့ဒါသတိရသောဟုတ်တယ်နော်အရန်မိုက်တဲ့ညနေပိုင်း view ကျင်းနေမှာ wine လေးတောက်ရင်းနေမှာအစားတောက်တချို့ပါဗျာ package သတိရစားရဲ့တိတိတချာတိကျနေတယ်ဆိုလို့ရှင်တော့ကျွန်တော်အခုဒီအောက်ကဖုန်းနံပါတ်ကိုဆက်ပြီးတော့မှ hello လောက်ကြည့်လိုက်လောက်ပေးလိုက်လောက်ပေးတဲ့နေတော့ဘာဖြစ်သွားမလဲသိလားကိုယ့်ရဲ့အမျိုးသမီးလေးက ကိုကိုရေးဦးဝီတော့ဟောလို့ဆင်းဆိုရတဲ့ဟောအဲ့ဒါပါပဲအဲ့ဒါကိုပြောချက်ကအဲ့အောင်မြင်နေပါဆိုတအားမိုက်တယ်ဆန်းဆက်လေးကြည့်ရင်းထဲမှာဟောကနေဝင်စည်းစာလေးပါရိုမန်တစ်စာပါဘာလဲကိုယ့်ရဲ့အမျိုးသမီးကဘာတခြင်းတော်ဆိုပါမလဲဟာလေကိုကိုရေးဦးဝီဟောမြေဒီကဒီနေ့ဝိုင်းတော့မရဘူး ဒါလည်းဆိုရုပ်ချောမှာစကားကတော့ပြောရတယ်မပြောစီပေးရှေးသလားမမေးတော့ကွာမင်းတို့ငါတို့ကစားတာပဲကြည့်နေတာဒုက္ခအဲ့ဆိုငါဘလို့ရရမှာလဲတင်းတင်းကြပ်ကြပ်လေးပြောသေချာထပ်ပြောရတာဒါကြီးကဟိုကစပိချိုင်ပြောရရှင်ကျွန်လင့်နေတယ်